ဝင်းစီယန်နာလမ်းမကြီးရဲ့ကြောကပ်မှာရှိတဲ့တောင်းကလာပါမြို့နယ်ထဲကစီမီကွန်ဒိုတစ်ခုကိုဒီနေ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ location အနေနဲ့ဆိုရင်လည်းဝင်းစီယန်နာလမ်းမရဲ့ကြောကပ်မှာရှိတဲ့အတွက်ကိုသွားလာရကောလမ်းမဆက်သွေးရကောအဆင်ပြေချုံးမွေ့စေတယ်။ဒီကွန်ဒိုအောက်မှာဆိုလည်းဒီလို24 hour live ရဖို့အတွက်ကိုဒီလိုလေးထားပေးထားရဲ့ကားပါကင်နေရာအတွက်လည်း area ထားပေးပြီးသား။လက်လက်ကဝင်တဲ့နေရာလေးဆိုလည်းပို့ပြီးတော့ safe အောင်လို့ဘာသာတကားလေးနဲ့တရားအသုံးပြုပေးထားတယ်။24 4 hour live လဲရတဲ့အတွက်ကို တော်တော်လေးကိုမအဆင်ပြေတယ်။မိပြတ်သွားရင်လည်းစိတ်မပူရအောင်လို့တည်တည်ချာချာလုပ်ပေးထားတာကိုလည်းတွေ့ရမယ်။ပြီးတော့ လေကတက်တဲ့နေရာလေးဆိုလဲဒီလိုလေးတေချလုတ်ပေးထားရဲ့ပြမဆိုလဲရေးဆက်ရှိမယ်။ဒါလေးကတော့ဒီနေ့စုမိတ်ဆက်ပေးမဲ့ကွန်တိုအခန်းလေးပေါ့နော်။အဝင်ဝတကားဆိုလဲကျွန်းတကားကိုမှ area အခြေကြီးသုံးမိထားတာကိုတွေ့ရတဲ့အရှိမဆိုလဲဒီလိုပါချတကားနဲ့တဆင့်ထလုတ်ပေးထားရဲ့ပေါ့နော်။ဒီဘက်အချက်ဝင်ဝင်ချင်းကတော့ TV တွေပါတယ်ထားလို့ရမယ်ကပိနက်ကလေးကိုတေချအသုံးပြုပေးထားတွေ့ရတဲ့အောက်မှာဆိုလဲကပိနက်ကလေးပစ္စည်းလေးထည့်လို့ရအောင်သုံးပေးထားရဲ။ဘေးမှာဆိုလဲ favorite ဖြစ်တဲ့ အရာလေးတွေကိုထားလို့ရအောင်တိကျလို့ပြထားတယ်။ဒီဘက်ခြမ်းကတော့ living room area လေးပေါ့နော်။ဆိုအကုံလုံးကို parking ရေးအဖြစ်ခင်းမိထားတယ်။အပေါ်မှာဆိုလည်း lighting လည်းကောင်းကောင်းဝင်နေပြီးတော့ air con လေးလေးတက်ပေးထားတယ်။ဒါလေးကတော့ဖျားရဲ area လေးပေါ့နော်။ တေချာတသေးရဲ့ကလေးသုံးမိထားတယ်။ lighting လည်းကောက်ကောက်ဝင်တဲ့အတွက်သူတို့ဖျားကမှအငွေ့တွေပါလောင်နေတာအတွက်ကိုစိတ်မပူရတော့ဘူးပြတင်းဘက်ကလေးထားပေးထားတယ်။ဒါလေးကတော့ wanna area လေးပေါ့နော်။ wanna area ဆိုတဲ့မိုးရွာလည်းစိတ်မပူရအောင်လို့အဝတ်တွေပါလှမ်းလို့ရအောင်လို့တေချာလုပ်ပေးထားတယ်။ပြီးတော့ပန်းအိုးလေးတွေလည်းစိုက်လို့ရအောင်လို့တေသေးချာချာလုပ်ပေးပြီးသားလူတက်နေုံပဲပေါ့နော်။ဒီဇိုင်းတေချာလုပ်ပေးထားတယ်။ ကြာဆိုရင်အခန်းလေးတွေကိုတတိကြည့်ရအောင်နော်။ရှောင်းလိုက် area နေရာဆိုလဲတော်တော်လေးကိုကြည့်တယ်။နှစ်ယောက် AC သွားလို့ရတယ်။ဒါလေးကတော့ single room အခန်းလေးပေါ့နော်။ single ပဲအရင်ကြီးမနေဘူး။တော်တော်လေးကိုအဆင်ပြေတယ်။အပေါ်မှာဆိုလဲခိုင်းမြင်ပြီးတော့ ceiling အရောင်လေးရလဲ lighting ကကောင်းလေးရတယ်။ပြီးတော့ air con တလုံးနဲ့တက်ပေးထားတယ်။ကြာဆိုရင်ဒီနေရာလေးဒီနေရာလေးကတော့ဒက်ရှောင်းလန်းရောမသုံးပေးထားပဲလူတစ်စချို့သုံးပေးထားရဲ့ဒီမှာဆိုရင်ဖက်နက်ကလေးတွေ favorite ဖြစ်တဲ့သူတွေဆိုရင်ပန်ပေါင်လေးနဲ့တေချာထားလို့ရမယ်အနီးဘေးကလေး ဒီအခန်းလေးကတော့ master room အခန်းလေးပေါ့နော် youtube channel ပို့တိုင်းတွေ့ရပါတယ်အခန်းလေးအခန်းတိုင်းမှာဆိုလဲအဲကွန်တလုံးတက်ပြီးထားပြီးတော့သူအခန်းတိုင်းအခန်းတိုင်းရဲ့ပြတင်းပေါက်တွေမှာဆိုလဲချင်းလုံးစကားတမ်းမန်းနဲ့သူအမှန်တကားဆိုပြီးတော့သုံးဆင့်လုံးလုပ်ပေးထားသေးတယ်ဒီမှာဆိုရင်တော့ single တခန်း master တခန်းပါမယ်ဒီမှာဆိုတကားကိုလဲ smart lock လေးသုံးပေးထားတာကိုလဲတွေ့ရတယ်နေရန်ကက်ဗီဒီယိုလေးလည်းသုံးပေးထားပြီးတော့သူဒီအခန်းတခန်းလုံးကိုလဲ package လေးတွေအပြည့်ခင်းပေးထားတယ် youtube channel ပို့တိုင်းတွေ့ရပါပြီးတော့ဒီမှာဆိုရင်လဲဒီအခန်းမှာဆိုရင်တော့ ဝါတာဟီတာလေးလက်တက်ပေးထားတာကိုတွေ့ရတယ်။ကြည့်အားဆိုရင်တော့နောက်ထပ်တစ်ခန်းကိုတချီချီရအောင်နော်။ဒီတစ်ခန်းထွက်တဲ့နေရာလေးဆိုရင်လည်းဒီလိုမှန်စလိုက်လိုတကားလေးသုံးပေးထားရဲ။ kitchen room area လေးပေါ့နော်။ kitchen နဲ့ dining room ကိုတွဲထားတဲ့နေရာလေးပေါ့။ဒီနေရာလေးဆိုရင်